ခီးသွိုင်းအရင်များလာရောက်လက်ပတ်တဲ့အခါမှာကញ្ញန်းယွန်းရစဘာထောင်းပြတဲ့အဖွားမူတရားအင်ကိုလည်းတွားရောက်လည်လာခဲ့ကြပါသေးတယ်။ကျွန်တော်လည်းအခွင့်အရေးကြုံလုံးလေးအဖွားမူတရားနဲ့အတူတူစဘာထောင်းခဲ့ကြပါသေးတယ်။အဲ့လိုကရင်ဘောနော်ကျွန်တော်ဖွက်ရဟုတ်လို့ကရင်ဟာအဖွားမူတရားကတော့စဘာထောင်းတာမမော်ရဘူးခင်ဗျ။ ကျွန်တော်ကတော့မော်လို့နေပါပြီ။ဟိုတောင်မော်နေတာမှနေထိုင်ကြတယ်။တိုင်းရင်းသားအများစုဟာ မြို့ပြနဲ့အလံဝေးတာကြောင့်အခုလိုစုံကြီးနေစဘာထောင်းပြီးတော့ဆံရရှိဖို့ရပြုလုပ်ရတာပဲဖြစ်ပါတယ်။ ခီးသွန်းအရဲများဟာပံပက်ချေးရွာရှိလက်ဘင်းမှာကျင်းကွင်းပတ်ပြီးနေထိုင်ကြတဲ့ကယံအမျိုးသမီးတွေကိုမြေတွေးခွင့်ရကြတယ်လို့တချို့တော့အချင်းညားကြောင်းလက်ဘင်းမှာကျင်းကွင်းပတ်ထားပြီးနောက်ပိုင်းမှာကျင်းကွင်းမပတ်တော့တဲ့ကယံအမျိုးသမီးအဖွားမှုထုအိမ်ကိုလည်းကျွန်တော်တို့ဖွင့်ဟာတွားရောက်လေးလာချက်ကြပါတယ်ဘာမှတူအောင်ကျမရဲ့အချင်းကြီးကြောင့်လက်ဘင်းမှာချင်းခွဲပတ်တော့တာကိုလည်းပြရပါမယ် ွားဂျီဂူဝတ်တဲ့အချိန်ကအာငါပိတ်တာလောက်ရှိရပါတော့ငါပိတ်တာဟုတ်စဉ်းစားဆုံးငါပိတ်တာလောက်ရှိရင်ရန်လေးတယ်တဲ့အွားပြောပြီးတော့ရေချိုးတဲ့အချိန်နောက်ပြီးတော့ဘယ်လိုပြောမလဲသွာလာတဲ့အချိန်ကကျတော့ဒီလိုဂျေကင်မို့တာပို့ပြီးတော့လွတ်လာတာပေါ့ပို့ပြီးတော့ရှင်းနေတဲ့အွားကရင်တိုင်းသားများဟာရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့၊ကယားပြည်နယ်ဒီမော့ဆုမြို့၊ကရင်ပြည်နယ်တန်တောင်ချင်းမြို့နယ်မြောက်ပိုင်း၊မြေပြည်တော်ကောင်းစီနယ်မြေ၊ပြည်မနာမြို့နယ်အရှိတ်ဖက် တောင်ပေါ်ဒေသများမှာပြန့်နှံ့စွာနေထိုင်ကြပါတယ်။